ဒီ video လေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ Facebook နိုင်ခဏခဏချိန်ပြီးတော့နိုင်ချိန်များတဲ့မိတ်ဆွေတွေအတွက်ရက်60စောက်စရာမလိုဘဲနဲ့ချိန်တဲ့နီလန်းလေးကိုကျွန်တော် sharing လုပ်ပေးမယ်။ Okay ဒီလိုမျိုးချိန်မှုဆိုရင်ဒါကျွန်တော်ရဲ့မိတ်ဆွေကတချို့ကြောက်လဲအခုလိုမျိုးပေါ့နော်။ဒါကြပြဆန်းဆန်းနာမည်ဒီပေါ့နော်အချက်နိုင်မဲ့အဲဒါမျိုးတွေနာမည်တွေပေးထားခဲ့တယ်။အကျွန်တော်တို့ကကိုယ့်ရဲ့နိုင်ကိုပေါ့နော်မှတ်ပုံတင်တဲ့အတိုင်းပေါ့နော်။အဲဒါ ID ကတ်ထဲကနိုင်တိုင်းပြောင်းချင်တယ်။အဲဒါဆိုရင်ကျွန်တော်ရဲ့ Facebook နိုင်ကအချက်နိုင်မဲ့ပေါ့နော်။ကျွန်တော်ပြောင်းချင်တာကမှတ်ပုံတင်တဲ့ကအခုလိုမျိုးအောင်အောင်ပေါ့နော်။ โอเคဒီလိုမျိုးနှင်းလေးကိုဒါကျွန်တော်ကအပီးပြောင်းချင်တယ်ဘယ်လိုမျိုးချိန်ရမလဲပေါ့နော်အချိန်နဲ့နီလန်းလေးကို share တင်လုပ်ပေးမယ်ဒီတိုင်းချိန်မဲ့ဆိုရင်တော့ဒါ ID တင်ပြီးတော့ချိန်လို့ရတယ်ရက်60လဲစောက်เสียမလို့ဘူးပေါ့နော်โอเคဒီနေ့ဒါ ID တင်ပြီးတော့နှင်းချိန်တဲ့နီလန်းလေးကိုကျွန်တော် share တင်လုပ်ပေးမယ်အင်ကျွန်တော်မျိုးက Facebook တဲ့ကိုပြောင်းဝင်အဲ့ကျွန်တော်တို့က ID နေပြီးချိန်မယ်ပေါ့နော်ချိန်မှုအတွက်ဒီမှာ profile နေရာလေးရှိတယ်မြင်းကြောင်၃ကြောင်နဲ့ profile နေရာလေးကိုတစ်ချက်နှိပ် okay နှိပ်ပြီးသွားပြီဆိုရင်ဒီနေရာမှာနည်းနည်းလေးဆွဲတင်လိုက်အဲဆွဲတင်လိုက်ဆွဲတင်လိုက်ဆွဲတင်လိုက်ပြီးတော့ဒီမှာ his အဲကျွန်တော်တို့ his spot တွေတစ်ချက်သွားမယ်ပေါ့နော် ဲ့ဒီမှာကျွန်တော်ကျွန်တော်မြားလေးတစ်ချက်ကြည့်တော့မြားလေး outside နေရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နေလိုက်နေလိုက်ရဲ့ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီမှာ head stand up ဒီနေရာလေးပေါ့နော်အကျွန်တော်ထောက်ထားတဲ့နေရာလေးကိုတစ်ချက်နေအနေနဲ့အဲဒီလိုမျိုးလေးတစ်ချက်ပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်ကျွန်တော်မြားလေးကိုတစ်ချက်ကြည့်နော်အဲဒီမှာဒီနေရာလေးကိုဒီမှန်ဘလူးပုံနေရာလေးမှာတစ်ချက်ရိုက်ရှာရမယ်အဲဒီနေရာလေးကိုနှိပ်နှိပ်ပြီးတော့ဒီနေရာလေးမှာအကျွန်တော်ရေးမရှိကဘလူးနှိပ်ရမယ်နှိမ့်ချိန်ချိန်နေအတူတူပေါ့နော်အဲဒီလိုမျိုးကျွန်တော်ရေးရမယ် CH အချိန်နဲ့အဒီမှာအဲဒီလောက်လေးစီအေးလောက်ပဲရေးတယ်ပေါ်လာတယ်အဲရေးလိုက်ဒီတိုင်းလေးပေါ်လာရင်ကျွန်တော်မျက်စိကဒီမှာကျွန်တော်များထောက်တာ၄ချောင်းမြောက်နော်အဲကျွန်တော်များထောက်ဒီတိုင်းပေါ့နော်ဒီစာချောင်းလေးတော့ကျွန်တော်မျက်စိလိုက်ရှာလိုက်ပေါ့နော်အရက်60စောက်စရာမလိုပဲနဲ့ချိန်မှဖြစ်ရတဲ့ဒီတိုင်းလေးပေါ့နော်โอเคဒါလေးကိုနှိပ်ပြီးသွားပြီဆိုရင်အဲကျွန်တော်ရဲ့မျက်စိကဒီမြားလေးကိုနှိပ်လိုက်လေးရတယ်အောက်မှာထပ်ပေါ်ပြီးနေတယ်ပေါ့နော်โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ်နေမယ်ပေါ်နေမယ်ဆိုရင်အဲကျွန်တော်ရဲ့မျက်စိကနှိမ့်ချင်းကျင်တာဖြစ်တဲ့တော့ဒီမှာ ဒီအပေါ်ဆုံးချောင်းပေါ့နော်အဲဒီမှာအပေါ်ဆုံးချောင်းချွတ်ကြတယ်ဒီဒုတိယချောင်းဒီနေရာမှာတယောက်တယောက်နဲ့မတူဘူးနော်ပေါ်နေတာလေးတွေကအစသားလေးတွေတော့နည်းနည်းလေးတော့လိုက်ရှာလိုက်ပေါ့နော်အဲဒီနေရာလေးပေါ့နော်အဲပထမချောင်းအပေါ်ချောင်းလေးမှာပေါ်နေတယ်အဲဒါဆိုရင်အဲ့ဒီနေရာလေးကိုနှိပ်လိုက်အဲနှိပ်လိုက်ရင်သူကဒီလိုမျိုးလေးထပ်ပေါ်လာမယ်အဲထပ်ပေါ်လာမယ်ဆိုရင်နည်းနည်းလေးဆွတ်တင်လိုက်အဲဆွတ်တင်လိုက်ကျွန်တော်များထောက်ထားတဲ့ဒီနေရာလေးနော်အများထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်ရေးမိချက်ကချိန်လို့ရပြီ ID တဲ့အတိုင်းချိန်ပြီပေါ့เนาะဒါဆိုရင်ကျွန်တော်ရေးမိချက်က ID တဲ့ကနာမည်က အဲသုံးလုံးဆိုရင်တော့ဥပမာကျွန်တော်ရေးမိချက်ကအပေါ်ကအဲလူမျိုးပေါ့နော်အဲကျွန်တော်နမူနာဆက်ပြမယ်အောင်ပေါ့နော်အဲသုံးလုံးဆိုရင်ဒီနေရာကအောင်ကိုပေါ့နော်အောင်ကိုအဲဒီနေရာကအောက်ကလည်းကိုပေါ့နော်အောင်ကိုကိုပေါ့အဲဒါကျွန်တော်ရဲ့နာမည်ကအောင်ကိုကိုပေါ့နော်ဒါသုံးလုံးဆိုရင်အောင်ကိုကိုဒီအထက်မဲ့အဲတကယ်လို့ကျွန်တော်ရေးမိချက်ကသုံးလုံးမဟုတ်ဘူးနှစ်လုံးနဲ့ဆိုရင်တော့အဲဒီနေရာကဖြုတ်လို့ရတယ်အောင်ကိုဆိုတဲ့ဒီနေရာကဖြုတ်လိုက်အဲဒီမှာတချောင်းဒီမှာအဲဒီအပေါ်နဲ့အောင်နဲ့ဆရာအလဲမှာထည့်စရာမလိုဘူးပေါ့နော် အဲသုံးလုံးသမားဆိုရင်အထက်လေးလုံးသမားဆိုရင်လည်းဒီမှာကအောင်ဒီအလယ်မှာနှလုံးထက်ဒီမှာသလုံးထက်အဲလေးလုံးသမားဖြစ်နေရင်ပြောတာပါနော်โอเคဒါဆိုရင်နာမည်ကကျွန်တော်ကနှလုံးဖြစ်တဲ့အတွက်နှလုံးပဲထည့်မယ်โอเคနောက်တစ်ချက်ကအဲကိုတင်မဲ့ ID ကတ်လေးကိုတော့ရှင်းနေအောင်ဓာတ်ပုံရိုက်ထားဖို့လိုတယ်နော်ရှင်းနေမှရမယ်အရှင်းနဲ့နောက်ကိုရှင်းရှင်းလေးရိုက်ထားပါနော်အဲရိုက်ထားပြီးတော့ကျွန်တော်မြင်ကျွန်တော်မြားလေးကိုတစ်ချက်ကြည့်အဲ့ဒီအနေလေးမှာပါနော်အကျွန်တော်မြားထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်နေလိုက်ဒါဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာဘယ်နေရာမှာရှိတာလဲပေါ့နော်အနမူနာနေနဲ့ကျွန်တော်ကဒါပေါ့နော်အကိုယ့်ရဲ့ဖုန်းတွေ့ရင အဲကိုမပွန်တင်ထားတဲ့အရှိချမ်းလေးကိုအရင်ထည့်မယ်ထည့်ပြီးတော့ဒဏ်လေးဆိုတာလေးကိုတစ်ချက်နှိမ့်မယ်အဒါကတော့ကျွန်တော်ကနမူနာထည့်ပြရအောင်နော်မပွန်နေမဟုတ်ဘူးနော်โอเคဒါကတစ်ချက်ပေါ့နော်အဲသူကအရှိနဲ့နောက်နဲ့နှစ်ခါထည့်ပေးရတယ်ပေါ့နော်တစ်ခါထည့်ပြီးသွားပြီအဲဒါဆိုရင်နောက်တစ်ချက်ပြန်နှိမ့်မယ်အရှိချမ်းပြီးတော့အနောက်ချမ်းပေါ့နော်ဒါနမူနာအနေနဲ့ကျွန်တော်ကပြပေးတာအရှိနဲ့အနောက်နဲ့နှစ်ခုထည့်ပေးရတယ်နော်โอเคထည့်ပေးပြီးသွားပြီဆိုရင်ဒီနေရာမှာကျွန်တော်ရဲ့မိစ္ဆာကအဲကိုလက်ရှိပေါ့နော်ကိုမှရှိတဲ့ဂျီမေးတစ်ခုကိုထည့်ပေးလိုက် အဲတကယ်လို့ရရမရအောင်ဆိုတော့သူဒီဂျီမင်းမှာအကြောင်းပြမယ်ပေါ့နော်အဲဒါဆိုရင်ဂျီမင်းထည့်မယ်ဂျီမင်းထည့်လိုက်ပြီးဂျီမင်းထည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီဆန့်လေးကိုနှိပ်လိုက်နှိပ်လိုက်တာနဲ့ဒါမိတ်ဆွေရဲ့အကောက်ကိုသူကအဲ24နာရီတော့တင်ပေါ့နော်ရမရအကြောင်းပြန်ပေးလိုက်မယ်တကယ်လို့မရဘူးဆိုရင်အဲကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာမှတ်ပုံတင်တဲ့နေရာမှာပေါ့နော်အဲအမှတ်ပုံကိုယ့်ရဲ့မှတ်ပုံတင်ကတ်ထည့်တဲ့နေရာမှာအရှင်းလင်းမှုမရှိဘူးဝါနေတယ်ဆိုရင်သူကမရဘူးနောက်တစ်ခါပြန်လုပ်ပေါ့နော်အဲနှစ်ခါသုံးခါလောက်ပြန်လုပ်လိုက်ရင်ရပါတယ် ဟုတ်ကဲ့ပါအဲဒီဘူလေးကတော့ဒါနိုင်ခဏနာချိန်ပြီးတော့ချိန်များတဲ့မိတ်ဆွေတွေအတွက်ဒီနေ့တိုင်းချိန်ပါအဲလုံးဝ100%ရပါတယ်အဲတကယ်တော့တစ်ခါမရရင်နှစ်ခါပေါ့နော်အဲတကယ်တော့ဒီနေရာကလည်းဒါကျွန်တော်ရေးမချက်ကအဲကိုရိုက်ထားတဲ့ ID ကကဝါနေတာအလုံးမပေါ်နေကဝါနေတာဆိုရင်လေသူကနှစ်ခါသုံးခါတော့ပြန်ပြီးတော့လုပ်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲဒီတိုင်းလေးလုပ်ပြီးတော့ကိုရဲ့နေကိုအလွယ်ဆုံးဒါချိန်လို့ရပါတယ်ဟုတ်ကဲ့ပါအဲဒီဘူလေးကတော့ဒီလောက်ပါပဲ